ဒီ February ပေါ့ February Grand Opening လေးလာတက်တာပါအာ February လည်းဒီထက်အများကြီးပိုအောင်မြင်ပါစေအဲ Bubble Tea ကတော့ဒါ trend ပေါ့နော် main gallery တိုင်းတောက်ကြပါတယ်ညီမလည်း Bubble Tea တိုက်တဲ့ထဲမှာပါတယ်ခုနောက်ပိုင်းအဲ့လိုမျိုးလေးဒီဒီ Bubble Tea ဆိုင်တို့ Tea ဆိုင်တို့ဝင်ကြီးလာရင်သူတို့မှအစမ်းနေပေါ့နော်ဆိုင်နဲ့ဆိုင်လည်းမတူအောင်အရန် train ရတယ်လေအခုဆိုလည်းဒီ February ဆိုလည်းအများကြီးပဲဟောလောအတက်တွေပေါ့ညီမတော်မ try ကြည့်ရသေးဘူးဒီ self opening ကတော့တစ်ခါဝယ်ပြီးတောက်ဘူးပဲအဲ try ကြည့်ရမယ်ပေါ့နော် အာတခုပေါ့အရန်ပူနေတဲ့အချိန်ဒီနွေရည်တော့ပိုတောက်ဖြစ်တယ်မိုးရည်ကြောင်နေလဲသွားရလာရနည်းနည်းခက်ခဲရောပေါ့တောက်ဖြစ်တာရှားရဲအဲ့လိုပူနေတဲ့အချိန်တစ်ခါလေးကျမလာရှန်ကောလေးနဲ့ဘဘတီလေးတောက်ဖြစ်တယ်ဘဘတီကတော့လေဘယ်ဟာနဲ့မဆိုလိုက်ဖက်တယ်လို့ထင်တယ်ဟုတ်ကျောင်းဆိုရပါညီမအလုပ်တွေပြန်လုပ်ရပြီဆိုပြီးပျော်နေရပါအခုဒီဒီအဲ့ local transmission မစခင်ကအလုပ်တွေတော်တော်လေးပြန်စနေပြီဆိုတော့အော်အရင်တိုင်းပြန်ဖြစ်တော့မယ်ပေါ့အဲ့ဒီအချိန်မှာ local transmission ပြန်စရပါအရန်လို့ပေါ့ အလုပ်တွေပြန်ပါတော့မလားမသိဘူးပေါ့ဘယ်လိုဖြစ်ကြမလဲမသိဘူးပြန်ပြီး restrict တွေပြန်လုပ်ကြမလားအဲ့ဒါတော့စိုးရိမ်ပါတယ်မဲ့လုတ်လုတ်တင်တာပဲလေနော်ဒါ local transmission စရည်ဆိုဟုတ်တချို့ဟာလည်းဆိုရင်အဲ့လိုမျိုးလုတ်ဖြစ်မဲ့လုတ်ဖြစ်မဲ့ဆိုပြီးတော့အခုထိတော့ပြန်ပြီး confirm နေတော့ပြန်မဖြစ်ကြသေးဘူးအဲ့လိုမျိုးလေးပြတ်သွားရရှိရဲ့ရုပ်ရှင်ကားကြီးတွေဆိုလည်းရိုင်းရိုင်းမဲ့တန်လန်းကြီးတွေမှာရက်သွားရဲ series ဆိုလည်းရိုင်းမဲ့ဆိုပြီးတော့အဲ့လိုမျိုးပြတ်သွားမျိုးရှိရဲ့ပေါ့ Thank you. ခန်းကငိုရခန်းကညီမလည်းကြောက်တယ်ဟိုမျက်ရည်မကျမှာပေါ့ပြီးတော့ငိုရမှာဟိုလိုမျိုးဒီလိုလေးပဲမဟုတ်ဘူးအဲ့လိုကြီးကျယ်ငိုရမယ့်အခန်းဆိုအရန်ကြောက်နေတဲ့အချိန်မှာအဲ့မှာတယောက်ဆောင်အဖေနေရာတယောက်ဆောင်နဲ့ဦးလျာညီမခန်းကိုဒီလိုမျိုးထိုးလိုက်တဲ့အချိန်မှာညီမအရန်လန့်မျက်ရည်ထွက်ကြလာဟိုလိုမျိုးအရန်မူးပါတော့တော့မဟုတ်ပါဘူးအဲ့မှာအရန်လန့်ပြီးတော့ငိုလိုက်တယ်ပေါ့နော်အဲ့မဲ့အဲ့အားလေးကလူတွေအပြည့်ဆိုတာပေါ့အစင်ပြေသွားပေါ့အဲ့အစင်ဆိုတာအင်ပေါ့ညီမချီလန်းတိတိလေးပေါ့အာရုပ်ရှင်ကားကြီးတွေပါလေလာရင်လည်းမြင်ရအောင်ပါပါအခုကတော့ MTV ဆိုတော့ MTV 有些农民有种破破的。刚才看那个撇车被弄到的时呃，司机说他尼玛的，几千两三百，呃，滴滴里呀，路面啊，完了。 အဖေနဲ့မေကတော့အဲ့လိုမျိုးနင်းသားမလို့ရဘူးဆိုပြီးပိတ်ပင်တဲ့လူမျိုးတော့မဟုတ်ဘူးဒါပေမဲ့သဘောမကျရင်တော့မျက်စောင်းလေးထိုးပြီးစောင်းရင်းအောင်ရင်းလေးတော့လှုပ်တက်တာပေါ့နော်အဲအဲ့လိုမျိုးတော့အိမ်မှာတော့ကြုံရတာမျိုးမရှိဘူးနည်းနည်း convince လုပ်ရတာပေါ့နည်းနည်းတိုင်းမင်းကအမေဒီလိုကိစ္စရှိရဲ့ဒီလိုဒီလိုဆိုပြီးတော့ပြောပြီးတော့ညှိယူရပါတယ်ဟုတ်ဟုတ်တယ်အဖေနဲ့မေကအဲ့လိုသူတို့ကအရင်ကလေးပေါ့နော်အသမီးကိုရိုက်ပြီးမဆုံးမအောင်ဆိုပြီးတော့အဲ့လိုမျိုးလှုပ်ထားတဲ့လူဆိုတော့ညီမအရိုက်မခံဘူးအရိုက်ခံရရှားရပေါ့နော်အဲ့အဲ့မှာလည်းအရိုက်ခံလိုက်ရတဲ့အချိန်မှာအဲ့လိုတခါအဖေရိုက်တယ်လို့ မျိုးခံစားရတာပေါ့အဲ့မှာငိုချလိုက်တာဟုတ်ဘာလဲမန်းငွေစင်ဘွားမှာဆိုရင်တော့ညီမမန်းငွေစင်လိုမျိုးအိမ်ကနေစင်ပြီးတော့ကိုဝါနာပေါ့ဒီဇိုင်းမမလုံးမဲ့လူမျိုးတော့မဟုတ်ဘူးအဖေနဲ့မေကိုကြောက်တတ်တယ်ကြောက်တတ်တယ်ဆိုတော့အဖေကမလုံးနဲ့ဆိုရင် ဆိုပြီးတော့ပဲပြီးသူတို့လှုပ်စီခြင်းဟာလေးလှုပ်ပြီးတော့နောက်ညီမအသက်ကြီးလာပြီးလှုပ်ခွင့်ရမှာပဲလှုပ်ဖြစ်မယ်ထင်တယ်ဟုတ်ချင်းကအမေမွေးနေပေါ့နော်အမေမွေးနေကြတော့ညီမအဲ့လိုမျိုးပေါ့နော်ငွေပတ်ဒီစားနည်းနည်းပို့ပြီးတော့ပျော်အောင်သူတို့လည်းပီတိဖြစ်အောင်ညီမလည်းကုသိုလ်ရအောင်ဘာလေးလုံနိုင်လဲပေါ့စဉ်းစားကြည့်ရဲ့အချိန်မှာအာဒီကတော့အားတွေဘာလဲကြာညီမမွေးနေမဟုတ်လဲလုံနိုင်ရင်လေဒီမွေးနေကတော့အားတွေဘာလဲကတခြားအချိန်လည်းလုံပေးနိုင်တယ်မွေးနေကြမှာထူးထူးခြားခြားဘာလုံနိုင်အောင်ဆိုရဲ့အချိန်မှာခြေရယူပါပေါ့ခြေရယူရလည်းအဲ့လိုမျိုးနေသူနေမြတ်မှာမှလုံတင်တယ်လို့ညီမ ာပတ်ဖတ်ဖို့ရောပေါ့နော်အဲ့တော့အဲ့ဒါကြောင့်အဲ့အမေမွေးနေ့လေးကနေသူနေ့မြက်လေးဖြစ်တယ်ဆိုတော့ညီမအဲ့နေ့လေးမှာဖြစ်တာတခုပေါ့နော်ညီမစိတ်ထဲမှာဝမ်းနေရတော့မဟုတ်ဘူးဒီခြေရလေးကအဖေနဲ့အမေမရှိတော့ရင်တောင်ဒါလေးကကြံခဲ့မယ်ပေါ့နော်အဖေရဲ့အမေရခြေရအစ်စ်လေးဆိုတော့အာအဲ့လိုစိတ်လေးတော့နည်းနည်းအဲ့လိုအဲ့လိုလေးတော့ဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့လည်းပီတိဖြစ်ပါတယ်အဖေနဲ့အမေကလည်းအဲ့နေရောကသူတို့ခြေရယူဆိုအရန်ပျော်နေကြပါဘောနော်အဲ့ဒါလေးနဲ့တင်ဝမ်းနေစိတ်တော့မဖြစ်မိဘူးဒါပေမဲ့အိမ်မှာသစိမ့်စိတ်တွေးကြည့်ရင်တော့အဲ့လိုလေးရှိရယ်ပေါ့ဟုတ် အညီမအညီမဖိနေမရတော့အဲကမ်းမှချိန်မယ်ပေါ့အဲကမ်းမှတော့ဖိနေမင်းစီကမချိန်ပါနဲ့ပေါ့သူတို့ကဘာမှဖြစ်ဘူးလို့ပြောမိမယ်အခုတော့ညီမအခန်းထဲမှာပဲထည့်ထားပါတယ်ဟုတ်ဒီကောအကုန်လုံးပြန်ကြတာပါ အဲမအပ်ပါဘူး။တိုင်းနဲ့ကိုကကိုပဲဗန်ထဲမှာဆစ်ဖြစ်တာ။ဘင်းနဲ့မေရလည်းကိုရရပစံကိုကကိုပဲစီမံပေါ့။အဲ့လိုလုပ်ပြီးတော့နည်းနည်းအာလူပညာရှင်များများရရင်လည်းများများလေးကြတော့ဖြစ်တယ်။နည်းနည်းရရင်လည်းပုံလေးကျွေးဖြစ်တာပေါ့။ဟုတ်။အဲညီမရှိရပေါ့။အဲ့လိုစုပြီးတော့ညီမဒီလူပညာလုံးကြအောင်ညီမဆရာရေရှည်ကြလည်းဟိုရေရှည်တိတ်ပြီးတော့သွားလို့ရမယ်လို့တော့မထင်တာ။ကန်နေပါတယ်၊စမ်းနေပါတယ်။အာပြီးတော့ညီမဒီအသက်အရွယ်တွေပေါ့နော်ဒါတွေနဲ့လည်းဆိုင်တယ်အကဲတခုခုညီမစကားမှားသွားလို့ဘူးရ ာတစ်ခုမှာပါလို့အာကံမကောင်းထောက်မကထောက်ကံမကောင်းဘာဖြစ်သွားကံမကောင်းဆိုလဲညီမဒီမှာအဲ့လိုမျိုးနမည်ပြတ်သွားနိုင်ရမျိုးတွေရှိရဲအဲ့လိုမျိုးအရာတွေတော့အဲ့လိုမျိုးမသေးစားရရာတွေညီမဆိုတော့စီးပွားရေးလေးအဲ့လိုမျိုးပေါ့နော်ရေရှည်ကြံမဲ့အရာလေးလည်းလုပ်ချင်ရအဲ့တော့ကြောင့်ညီမကပတ်စံထားပေါ့နော်အာ